Hi guys. Sorry, can I like? မေဒီမက်စကနိုက်လေ Okay ကျွန်တော်အခုဒီ mask နဲ့ကျွန်တော် entry ပေးရတဲ့နေ့တီးလောက်မှာပါကျွန်တော်ဘာအကြောင်းပြောမယ်ဆိုတာကို ဟုတ်တယ်ကျွန်တော်တို့ခုလက်တလော်ဒီအင်တာနက်မှာရောဆိုရှယ်မီဒီယာမှာရောကျွန်တော်တို့ဒီ daily life မှာပတ်ဝန်းကျင်တွေမှာအရန်ကြရထနေတဲ့သတင်းကပါလဲဆိုတော့ COVID-19 ပြန်ဖြစ်တော့မယ် lockdown တွေပြန်လာတော့မယ် work from home တွေပြီး online study တွေအများကြီးပြန်ဖြစ်တော့မယ်ဆိုပြီးတော့လေအကုန်လုံးထင်နေကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ influencer တွေလည်းအများကြီးပြောတာတယ်ဗျာ panic ဖြစ်အောင်ပြောတာတယ်ဆိုတော့လူတွေကကြောက်ရွံ့သွားတယ်ပေါ့ဗျာဒီသတင်းတွေကိုနားထောင်ပြီးတော့ဆိုတော့တကယ်ပဲ COVID-19 ကဖြစ်နေပြီလား coronavirus ကဖြစ်နေပြီလား ကျွန်တော်တို့ဒီ WHO ကဘာတွေပြောထားလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမယ်။ Welcome to my channel Milky Vision ။အခုကျွန်တော်တို့ဒီပတ်ဝန်းကျင်နေမှာဒီ social media မှာကျွန်တော်တို့ကြားနေရတာဗာလဲဆိုတော့ COVID ပြန်ဖြစ်တော့မယ်။ဟို lockdown တွေပြန်လာတော့မယ်ဆိုပြီးကြားနေရတယ်။တကယ်ပဲ COVID ဖြစ်မှာလားဆိုတော့ COVID မဟုတ်ဘူး။ JN1 လို့ခေါ်တဲ့ virus ပဲဖြစ်တယ်။ဒီ virus ကကျွန်တော်တို့ခန္ဓာကိုယ်ထဲရောက်လာပြီဆိုရင်ဘယ်လိုသိရလဲဆိုတော့ဒီပုံမှန်ဖျားနာလို့ပါပဲ။ကျွန်တော်ဒီခန္ဓာကိုယ်အပူချိန်များမယ်၊ချောင်းဆိုးမယ်၊လက်ချောင်းနာမယ်၊နာစိမ့်မယ်ဒီလောက်ပဲ။ ဆိုတော့ဒီအားကကျွန်တော်တို့ဒီဆေးနဲ့ပြန်ဖြည့်လို့ရတယ်ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ WHO ကလည်းဆေးတွေရှိတယ်ဗျ World Health Organization ကလည်းဆေးတွေရှိပြီးသားဖြစ်တယ်ဆိုတော့ကာဝေးဆေးထုတ်လိုက်ဘာမှမဖြစ်ဘူးဗျာဒီ JN1 လို့ခေါ်တဲ့ဒီ virus ရဲ့တက်ရောက်မှုတွေကဒီလောက်ပဲဖြစ်တယ်ဆိုတော့ဒီအားအတွက်လည်းဆေးရရှိပြီးသားပဲအစာတွေကရှိပြီးသားပဲနောက်ထပ်ပါလဲဆိုတော့ဒီ JN1 နဲ့ပတ်သက်ပြီးနောက်ထပ်ဒီတခြားအခေါ်အဝေးလည်းအများကြီးရှိရဲ့ဗျာဒီ KP2 တို့ဒီ KP3 တို့အများကြီးရှိသေးတယ်ဒါတွေကဒီ virus ရဲ့မျိုးကွဲတွေပဲဖြစ်တယ် အခုလက်ရှိအခြေအနေမှာတော့ကျောင်းဒီမလေးတို့စင်ကာပူတို့ထိုင်းတို့တရုတ်တို့ဂျပန်တို့မှာဒါတွေကကူးဆက်နည်းနည်းလေးရှိတယ်ဗျာနည်းနည်းပဲရှိတာဟိုလိုမျိုးအများကြီးတမျိုးလုံးကူးဝါတာတော့တနိုင်ငံလုံးကူးဝါတာအဲ့လိုမျိုးတော့မဟုတ်နည်းနည်းတော့ရှိတယ်အားနာပတ်သက်ပြီးတော့လေဟိုကာကွယ်ဆေးကြီးလည်းထိုးကြတယ်ပျောက်တဲ့လူကြီးလည်းပျောက်သွားတယ်ဒါပေမဲ့ယောဂအခန့်ရှိတဲ့လူကြတော့ပို့ပြီးသတိထားမယ်လို့ကျွန်တော်ပြောချင်တယ်ဒီနှလုံးယောဂရှိတဲ့လူတို့စီးကျူရှိတဲ့လူကြတော့နည်းနည်းလေးပို့ပြီးတော့သတိထားသင့်တယ်လို့ကျွန်တော်ပြောချင်တယ် လူတွေတော်များတင်သလိုပြကိုဗစ် -19 ပြန်ဖြစ်မဲ့လော့ကဒေါင်းပြန်ဖြစ်မဲ့အရင်လိုမျိုး2021 2020လိုမျိုးအခြေအနေမျိုးပြန်ဖြတ်တန်းရပဲဆိုပြီးတော့တော်တော်များကြောက်ရွံ့နေကြတယ်ဗျာအဲ့အခြေအနေကိုတွေးပြီးတော့အဲ့ဒါတကယ်မဖြစ်ဘူးဗျာ100%မှာ5%လောက်ပဲဒါ possibility ရှိတာ။ကျန်တဲ့95%ကလုံးဝ possibility မရှိဘူး။ဒါပြန်ဖြစ်နိုင်ခြင်းမရှိဘူးဗျ။ဘာလို့လဲဆိုတော့ဒီ JN1 ဆိုတဲ့ virus က COVID ရဲ့မျိုးကွဲပဲဖြစ်တယ်။ဆိုတော့ coronavirus ရဲ့မျိုးကွဲပဲဖြစ်တယ်။ ဒါကိုရိုနာဗိုင်းရပ်စ်လောက်ပိုးပြီးတော့ effect မှာတက်ရအောင်ဗျာဆိုတော့ဒီ JN1 ဆိုတဲ့ဒီ virus နဲ့ပတ်သက်ပြီးတော့လည်းကာကွယ်ဆေးတွေရှိပြီးသားအကယ်လို့ကျွန်တော်ဒီ JN1 ဆိုတဲ့ဒီ virus ကပြန့်သွားပြီးတော်အမြတ်ဖျားနာဖြစ်တယ်ဆိုရင်လေဒီ JN1 virus ရှိရလို့ကြတော့ဒီဆေးရုံမှာ admit လုပ်ပြီးတော့ဒီ14ရက် quarantine နေဝင်ပြီးတော့အဲ့ရနဲ့ပတ်သက်ပြီးပြန်ပြီးတော့ကုသပြီးတော့မှပြန်ပြီးတော့ကောင်းသွားလိမ့်မယ် ။ဒီအနားပတ်သက်ပြီးတော့ဗျာလုံကအချိန်နေဆိုးရွားပြီးတော့အရင်တော့လောနောက်ဘဝကူးတဲ့အချိန်နေဒီတော့မရောက်ဘူး။ဟို WHO ကိုယ်တိုင်ကဒါကိုပြောတာတဲ့ကာကွယ်သေးရှိတယ်။ဆိုတော့ထိုးလိုက်ရင်အဆင်ပြေသွားမယ်။မဖြစ်သေးတဲ့နိုင်ငံတွေအတွက်တော့မဖြစ်ဘူးပေါ့ဗျာ။ဒါပေမဲ့ဖြစ်လာပြီဆိုရင်တော့ဒီဆေးကတော့ထိုးရလိမ့်မယ်။ဒီလောက်ပဲ။ maximum ဖြစ်နိုင်ချေကဒီ face mask တက်ရမယ် face shield တက်ရမယ်ဒီအကာအကွယ်နဲ့သွားရမယ်ဒီလောက်ပဲဟို lockdown အကြီးအကျယ်ဖြစ်မယ်လမ်းတွေလမ်းတွေမှာ gate တွေပိတ်ပြီးတော့ကျွန်တော်တို့ဒီလေဆွဲကပြားလေးပြပြီးလမ်းထဲဝင်ရတာမျိုးအဲ့လိုမျိုးအခြေအနေတော့လုံးဝမဖြစ်တော့ဘူးဗျာဟို100%မှာ5%လောက်ပဲရှိတယ်95%ကလုံးဝမရှိတော့ဘူးဆိုတော့တုံးကကြောက်စရာမလိုဘူး don't be panic ဒါကအဲ့လောက်ကြီးအကြီးမားဖြစ်လာမှလည်းမဟုတ်ဘူးဆိုတော့လက်ရှိအခြေအနေကဒီလောက်ပဲ ဒါပေမဲ့ဒီ JN1 လို့ခေါ်တဲ့ဒီ virus ကဘယ်ကနေဖြစ်ပေါ်လာလဲ။ COVID-19 ရဲ့မျိုးကွဲပဲဗျာ။ဒါပေမဲ့ COVID-19 ဆိုရခေါ်ဝါပါလဲရောသိပြီးပြီလား။ COVID-19 ဆိုတာက Coronavirus Disease 2019အဲ့ဒါကြောင့် COVID-19 ဆိုပြီးအတူကခေါ်တာဒါကယောဂါကိုနာမည်မဲ့လိုက်တာ။ ဒီယောဂဒီကိုရိုနာဗိုင်းရပ်စ်ယောဂလူတွေဝင်သွားပြီဆိုရင်အာဒီ COVID-19 ယောဂရှိရလူပဲဆိုပြီးတော့နာမည်မဲ့လိုက်တာယောဂရဲ့နာမည်ကိုမဲ့လိုက်တာဒါပေမဲ့ဒီယောဂဖြစ်ရခြင်းရဲ့အကြောင်းရင်းရကြတော့ကိုရိုနာဗိုင်းရပ်စ်ကကိုယ်ခန္ဓာကိုယ်ထဲမှာရှိလို့ပဲဆိုတော့ကိုရိုနာဗိုင်းရပ်စ်ကကိုယ်ခန္ဓာကိုယ်ထဲဝင်မှာ COVID-19 ဆိုတဲ့ယောဂကဖြစ်လာတာဆိုတော့နောက်ခုလုံးနည်းနည်းလေးကွဲပြရတယ်နော်ကိုရိုနာဗိုင်းရပ်စ်ကကိုယ်ခန္ဓာကိုယ်ထဲဝင်သွားမှာ COVID-19 ယောဂကဖြစ်လာတာဆိုတော့ COVID-19 ကကြတော့ယောဂကိုအခေါ်ဝေါ်ဖြစ်တယ် ိုရိုနာကြတော့ virus ဖြစ်တယ်။ Okay ဒီ corona virus ကဗျာကျွန်တော်ဒီဘလို့ဖြစ်ပေါ်လာတာလဲအဲ့ဒီအကြောင်းတချို့လူတွေသိလိမ့်မယ်ဗျာ။ဒီလင်းတို့တဲကနေပြီးတော့တစ်ဆင့်ပြန်လူတွေပြန်ကူးတာတရုတ်နိုင်ငံမှာဝူဟန်မြို့မှာဗျာလင်းတို့အသားတွေစားပြီးတော့လင်းတို့ကလည်းတစ်ဆင့်လူတွေတော့ပြန်ကူးလာတာဆိုပြီးတော့မြတ်ထင်နေကြတယ်။ဒါပေမဲ့လင်းတို့စားပြီးတော့ဒီလူတွေကိုရောက်လာရဆိုပြီးတော့ဘာအချက်လက်မှမရှိဘူး။လင်းတို့အသားကိုစားပြီးတော့လူခန္ဓာကိုယ်တွေကိုအဲ့ဂျောကရောက်လာရဆိုပြီးအပါအချက်လက်မှမရှိဘူး။ဒါပေမဲ့လင်းတို့ထဲမှာအဲ့ကိုရိုနာဆိုတဲ့ပုံမွားကရှိတယ်။ ဲ့ဒီပိုမွားကဗျာဒီလေးနို့တွေမှာသူကဒီ naturally ရှိတာဗျာတဘာဝအပြည့်လေးနို့တွေထဲမှာအဲ့ဒီပိုမွားရှိပြီးသားကျွန်တော်တို့ဒီလေးနို့အနေနဲ့ကြည့်မယ်ဆိုရင်ဒီပိုးကသူ့အတွက်လိုအပ်တဲ့ပိုဗျာသူ့ခန္ဓာကိုယ်မှာဒါအလုံးလုံးပေးတဲ့ပိုးတစ်ခုဗျာဒီပိုမွားဒီ virus ကဘယ်လိုမျိုးအပြင်ရောက်လာလဲဆိုတော့ကျော်ဒီတရုတ်နိုင်ငံမှာရှိတဲ့ Wuhan မြို့မှာ Wuhan Seafood Market ဆိုပြီးရှိတယ်ဆိုတော့ပင်လယ်စာရောင်းတဲ့ market ဗျာအဲ့ဒီဈေးတဲ့မှာ2019ဒီဇင်ဘာလမှာစပြီးတော့လူနာတွေစတင်တွေ့ရှိတယ်အဲ့ဒီပုံမွားအဲ့ရနေစတာပဲဖြစ်တယ် ဒါပေမဲ့အဲ့ဈေးထဲမှာလင်းနို့အသားကိုစားပြီးတော့ယောဂပိုးမွားကူးတာလည်းဖြစ်နိုင်တယ်။ဒီလင်းနို့အသားကိုရောင်းလို့ဒီလင်းနို့ကိုတန့်ရင်းနဲ့အရနေပြီးတော့ကူးတာလည်းဖြစ်နေဖြစ်နိုင်တယ်။တော်တော်များများထင်နေတာကျတော့လင်းနို့အသားကိုစားလိုက်လို့ဖြစ်တာဆိုပြီးတော့ပြောကြတယ်။ကျွန်တော်ပြောချင်တာကဗျာစားလို့ဖြစ်တဲ့ရေလို့လည်းမဟုတ်ဘူးဗျာ။ဒီလင်းနို့အသားကိုရောင်းနေနေအဲ့ဒီခုတ်တဲ့လူပဲဖြစ်ဖြစ်အဲ့ဒီဆိုင်ပန်ရှင်ကနေပြီးပြန်ကူးတာလည်းဖြစ်နေဖြစ်နိုင်တယ်။ဆိုတော့ဒါအောင်ပဲကျွန်တော်ပြောချင်တာ။ ဲ့နောက်ပိုင်းကဘာတခုတော့အရင်ပြန့်နှံ့သွားတယ်အဲ့လိုပြန့်နှံ့သွားပြီးတော့2021 2020နှစ်မှာကျွန်တော်တို့ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတယ်ဆိုတော့ face mask တွေတက်ပြီးတော့အရင်ပူအဲ့ဒီမှာအဝတ်အစားတွေဝတ်ပြီးတော့ဒီ shield တွေဝတ်နောက်ထပ်ဒီအပြင်းတွေလည်းမသွားရအောင်တငယ်ချင်းတွေလည်းမတွေ့ရအောင်အိမ်ထဲမှာပဲနေ work from home နေလို့ဒါပေမဲ့ကျောင်းသားတွေအတွက်တော့တော်တော်လေးပျော်ရွှင်တဲ့ဘဝလေးတော့ကျွန်တော်ထင်တယ်ဘာလို့ကျောင်းမသွားရတော့ဗျအိမ်ထဲမှာ wifi လေးနဲ့လုံးဝစာလေးကိုဟိုတက်လိုက်မယ်ဗျအတန်းတက်လိုက်မယ်ဗျ online ကနေကျောင်းတက်လိုက်မယ်ဒါပေမဲ့ဟိုလိုင်းမရဘူးဆိုပြီးတော့ဆီယမောက်ဘုံဆိုရင်ပြောရလဲရှိတယ်ရှိတယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့ ဒါចောင်းသားတွေအတွက်တော့ lockdown ကကြတော့ဒီပျော်ရွှင်မှုတစ်ခုဖန်တီးကောင်းဖန်တီးမိတယ်လေမယ်။ဒါပေမဲ့ဒီပုံမှန် middle class အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါနည်းနည်းလေးဒုက္ခအကြီးကျယ်ပေါ့အဲ့လိုဒုက္ခနည်းနည်းလေးမဟုတ်ပါဘူးအကြီးကျယ်ပါပဲ။ဆိုတော့2021 2022မှာကျွန်တော်တို့ဒီ memories လေးတွေအများကြီးရကောင်းရနိုင်လိမ့်မယ်။ဆိုတော့ဒီအခက်ခဲမှာတော့ဗျာနည်းနည်းပျော်ရွှင်စရာလေးနည်းနည်းရှိတာပေါ့။ Okay အခုဒီ topic တွေထပ်လာရအောင်။ ီကိုရိုနာဗိုင်းရပ်စ်ကနေပြီးထပ်ပြီးတော့မျိုးကွဲတွေထပ်ပြီးရှိတယ်ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ Omicron XBB 1.5လို့ခေါ်တယ်ပြီးတော့ BA1 လို့ခေါ်တယ် BA1 BA2 BA3 အဲ့လိုမျိုးအများကြီးရှိတယ်ဗျာပြီးတော့ BBA 1.4တွေလည်းအများကြီးရှိတယ်ဗျာဒါတွေက COVID-19 ကိုရိုနာဗိုင်းရပ်စ်ရတာမျိုးကွဲတွေအများကြီးဖြစ်တယ်ဗျာဆိုတော့အဖိုးအဖေးသားအဖိုးကကြတော့ COVID-19 ကိုရိုနာဗိုင်းရပ်စ်သူ့ရဲ့သားဖြစ်တာကကြတော့ ဒီ omega omega မှာမျိုးကွက်တွေအများကြီးရဲ့ကျွန်တော်ကပြောပါတယ် ba1 ba2 ပြီးတော့ xbb 1.5တွေဒါတွေကကြတော့တားပေါ့ဗျာဒီ covid ရဲ့တားဒီ omega ရဲ့တားဖြစ်တာကြတော့ jn1 လို့ခေါ်တယ်ဆိုတော့တားရဲ့အဖေရဲ့အဖိုးရဲ့အဖိုးခင်မှာကျွန်တော်တို့အများကြီးဒုက္ခကြုံခဲ့ရတယ်ဗျာဒီ omega ဖြစ်တဲ့တားခင်မှာကျွန်တော်တိတ်အခက်အခဲတိတ်မရှိတော့ဘူးဗျာဒီကာကွယ်စိတ်နဲ့အဆင်ပြေသွားတယ်ဒါပေမဲ့အခုလည်းအဲ့လိုပါပဲဒီ jn1 ဆိုတာအရင်ကြောက်စရာတည်းမပါဘူးဗျာ ကာကွယ်ဆေးထိုးလိုက်ရင်အဆင်ပြေပါမယ်ဆိုတော့ရှင်းမယ်လို့ကျွန်တော်ထင်တယ် JN1 လို့ခေါ်တဲ့ဒီ virus ကကြတော့ Omicron လို့ခေါ်တဲ့အဲ့ဒီ virus ကနေတဆင့်ပြန်လာတာဒီ Omicron ဆိုတဲ့ virus ကကြတော့ COVID-19 Corona virus ကနေလာတာဆိုတော့ဒါမျိုးကွဲတွေ COVID-19 ရဲ့မျိုးကွဲတွေ Corona virus ရဲ့မျိုးကွဲတွေပဲဖြစ်တယ်ဆိုတော့တိတ်ပြီးကြောက်စရာမလိုဘူးအာနိသည်အရင်နဲ့မပြင်းတော့ဘူးဆေးထိုးလိုက်ရင်အဆင်ပြေတယ် maximum လောက်ရတယ်ဆိုရင်ကျွန်တော်ဒီ mask တွေတက်ပြီးသွားရမယ်ဒီလောက်ပဲဟို lockdown ပြန်နေရမယ် work from home နေပါလေ အဲ့လိုမျိုးမျောလင့်နဲ့ထင်လဲမထင်နဲ့လုံးဝမဖြစ်လာဘူးဒါပေမဲ့5 percentage လောက်ဖြစ်နိုင်ရင်ရှိတယ်95% percentage တော့ lower ဖြစ်နိုင်ကြီးတော့မရှိဘူးဆိုတော့အဲ့ဒီ5% percentage ဖြစ်လာပြီဆိုတော့ကျွန်တော်ဘက်ကပြန်ပြင်ဆင်ထားဖို့တော့လိုအပ်တယ်အရင်တော့ကကျွန်တော်အကျဉ်းသားရနေပါပြီဒီအပြင်သွားပြီလားဆိုရင်ဒီ unit နဲ့ခြေလက်စရာတို့ဘာတို့နောက်ထပ်ဒီဟိုတန်းတန်းရှင်းရှင်းနေတာတို့ဒီအစားအုပ်မမှန်စားတာ diet plan မလုပ်ဘဲနဲ့ပြအခုအာဟာရပြည့်တဲ့အစားအစာတို့ကြောက်ပြုတ်ဆိုနေရင်စားရတယ် ဆိုတော့အဲ့ဒီ2021 2020မှာကြောက်ပြုံနေရင်စားရတယ်ဒီ mask တွေအပြင်သွားတဲ့ mask တက်ရတယ် mask ကိုကျွန်တော်တို့ဒီဘဏ္ဍာပဲသုံးရတာလို့ဒီ away mask တွေအဲ့တို့ကဒီ fancy တောင်ထွက်တယ်ဗျ away mask တွေအများကြီးထွက်တယ်အလား mask တွေတောင်အများကြီးထွက်တယ်ဆိုတော့အခက်ခဲမှာတော့စီးပွားရေးသမားတွေကလည်းအများကြီးလွတ်လွတ်ခဲ့ပါတယ်ဆိုတော့အဲ့ဒါထားလိုက်ပါအခုပြကျွန်တော်တို့ပြောကြတယ်ဗျ virus တွေကူတယ် virus တွေပြန့်တယ်ဒီပိုးမွားတွေအရင်ပြန့်နေရောဂါတွေအရင်ပြန့်နေဆိုပြီးကျွန်တော်တို့ပြောတယ်ဒါပေမဲ့ဒီပိုးမွားဒီ virus အနေနဲ့ကြည့်မယ်ဆိုရင် virus က ကျွန်တော်တို့ဒီဒီရေတံဘူးတပူးထဲမှာဒီဗိုင်းရပ်စ်ရှိတယ်ဗျာဒီယောဂပိုးပွားကရေတံဘူးထဲမှာရှိတယ်ဒါပေမဲ့အဲ့ရေတံဘူးကိုသူကဖောက်ပြီးတော့သူကအပြင်လာပြီးတော့လူခန္ဓာကိုယ်ထဲဝင်လာတာလောမဟုတ်ဘူးเนาะ तू อ่ะလူခန္ဓာကိုယ်တဲ့ကို तू อ่ะသူ့အတူလာပြီးဝင်တာမဟုတ်ဘူးအခုဒီရေတံဘူးထဲမှာဒီယောဂဘူးရှိတယ်ဗျာဒါပေမဲ့လူကမသိဘူးရေစာလို့ရေတောက်လိုက်တယ်အဲ့ရနေတစ်စက်ခန္ဓာကိုယ်ထဲဝင်တယ်ခန္ဓာကိုယ်ထဲဝင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့သွားအောင် तू อ่ะ तू อ่ะအဲ့လိုမျိုးပြေးနေရလား ီယောဂအပေါ်မှာကခန္ဓာကိုယ်တစ်ခုလုံးပြောင်းသွားသူကပြေးနေရလားမဟုတ်ဘူးအခုဥပမာရေအဖြစ်ကျွန်တော်တို့ခန္ဓာကိုယ်တွေဝင်သွားပြီဆိုရင်အဲ့ရေကိုကျွန်တော်တို့ဒီ၆ခွက်ကပြန်ပြီးဖီလ်တာပြန်လုပ်တယ်ဆိုတော့လိုအပ်တဲ့အာဟာရတွေပြန်ယူတယ်ဗျအဲ့ဒါကိုကျွန်တော်တို့သွေးကြောနဲ့ပြန်ထည့်တယ်ဆိုတော့အဲ့ယောဂအပေါ်မှာကကျွန်တော်ရေရနေတစ်ဆင့်ပိုက်ထဲရောက်တယ်ပိုက်ထဲရနေနေပြီးတော့ဟိုသွေးကြောတွေဘယ်လိုပြန်လဲဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြောင့်ပဲဒီခန္ဓာကိုယ်မှာလုတ်တဲ့ဒီအရာတွေကြောင့်သွေးကြောတွေကိုပြန်ပြီးတော့ယောဂအပေါ်မှာကတကယ်လုံးပြန်သွားတယ်ဆိုတော့ ဂျောကပုံမကရေတံမှုတပူကလေးကနေထွက်လာပြီးတော့လူခန္ဓာကိုလည်းသူကခုံဝင်ပြီးတော့အဲ့ဒီတစ်ဆက်လို့ပြန်ပြန်သွားတာအဲ့လိုတော့မဟုတ်ဘူး။သူကသူ့အသူရှိနေတာဒါအကုန်လုံးကဒါမထင်မှတ်တဲ့အရာတွေဗျာဒီမထင်မှတ်တဲ့အရာကိုကာကွယ်ဖို့အတွက်ပဲကျွန်တော်တို့က face mask တွေတက်မယ်လက်ကိုသေချာတင်းတင်းရှင်းထားမယ်ခြေလက်တွေဆေးမယ်အာဟာရပြည့်အောင်စားတောက်လေးစားပေးမယ်ဆိုတော့ anti viral ဖြစ်အောင်ဗျာဒီယောဂပုံကဝင်လာပြီဆိုရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာ anti viral တွေရှိအောင်အာဟာရပြည့်အောင်စားပေးရမယ်ဆိုတော့ဒါကို best production pre production လို့ခေါ်တယ် ဆိုတော့အတိုချုပ်လေးပြန်ပြပြမယ် JN1 ဆိုတဲ့ virus ကအခုတော်တော်များ social media မှာအရင်ကြရထနေတယ်ကိုဗစ်ပြန်ဖြစ်တော့မယ်ဆိုပြီးတော့ကြရထနေတာ ဆိုတော့ဒါကိုဗစ်မဟုတ်ဘူးကိုဗစ်ကနေပြီးတော့ Omicron ဆိုပြီးတော့ virus ကပြန်ကွဲထွက်သွားတယ်။အဲ့ဒီ Omicron နဲ့တဆင့်ဒီ JN1 ဆိုတဲ့ virus ကပြန်ပြီးတော့ကွဲထွက်လာတယ်။ဆိုတော့ဒီ JN1 ဆိုတဲ့ virus ကကျွန်တော်တို့ဒီ WHO အနေနဲ့ကြည့်မယ်ဆိုရင်တော့ဟိုတိတိမမလေးပဲဆေးထိုးရင်ပြောက်သွားလိမ့်မယ်။အကယ်လို့ဒီ JN1 ရောဂါကဟိုဖြစ်တယ်ဆိုရင်တော့ဆေးရုံတက်မယ် admit လောက်ရမယ် quarantine အနေနဲ့ပြန်ပြီးတော့ဒီ14ရက်15ရက်ပြန်နေရမယ်။ဒါနဲ့ပတ်သက်ပြီးရောဟိုခန္ဓာကိုယ်ခုခံနိုင်အောင်ပြန်ပြီးတော့စားတောက်ပေးရမယ်ဆေးရထိုးရမယ်ဒီလောက်ပဲဆေးတောက်ရမယ်။ဟိုမဖြစ်သေးရလူအနေနဲ့ကြည့်မယ်ဆိုရင်တော့ကာကွယ်ဆေးထို ိုးရမယ်ဒီလောက်ပဲဟိုလိုလော်ဒေါင်းအကြီးကြီးသွားမယ်ဟို work from home နေရမယ်လမ်းနေလမ်းနေပိတ်မယ်ဟိုတယောက်တယောက်စကားပြောရင်တော့စိတ်ဝင်ခွဲတယ်အဲ့ချိန်တုန်းကဆိုရင်လူတယောက်ကကိုယ်နာလာပြီဆိုရင်ကွာကခွဲတာဟောသူ့မြယောဂများရှိနေမလားငါစီကူရမလားမမီသားစုကူရမလားဆိုကွာတွေးပြီးတော့ကွာကခွဲတာဒါပေမဲ့အဲ့လိုမျိုးကွာဟို two step နောက်ဆုတ်လိုက်ပြီဆိုရင်အဲ့လူနေနဲ့ကွာဟိုဘယ်လိုပြောမလဲစိတ်ဝင်ခွဲသွားတာပါဗျာဟာသူကငါ့ကိုအထင်သေးလိုက်တာငါမှရှိရသူထင်နေရလားမသိအဲ့လိုမျိုးကအဲ့လိုမျိုးကျွန်တော်လည်းကြုံမှုပါလေကျွန်တော်လည်းကြုံမှုတယ်ပတ်စဲလေးကျွန်တော်လည်းကြုံမှုတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးပြန်ဖြစ်မှာတော့မဟုတ်ဘူး ူးဒါပေမဲ့ဒီ topic ကိုကျွန်တော်ပထမပြောမယ့်အစီအစဉ်မရှိဘူးဗျာတက်တော့မှာတချို့ influencer တွေကဒီ covid-19 ပြန်ဖြစ်တော့မယ်ဒီ lockdown တွေပြန်လာတော့မယ်ဆိုပြီးတော့သတင်းတွေပြောနေကြတယ်အဲ့ဒါအဲ့လောက်ဒီ panic ဖြစ်စရာအကြောင်းလည်းမဟုတ်ဘူးဟို panic ဖြစ်စရာဘာအကြောင်းမှလည်းမရှိဘူးကြောက်စရာမရှိဘူးဗျာဒါဟိုဆေးထိုးလိုက်ရင်ပျောက်သွားမယ်ကျွန်တော် WHO ကဒါတရားဝင်ကြေညာတာဆေးထိုးလိုက်ရင်ပျောက်သွားမယ်အဲ့ဒီဆေးရလည်းကျွန်တော်ဒီ covid ဆေးလို့အရင်လည်းမပြင်းဘူးဆိုတော့ဒီရာရဲ့ဥစ္စာကလည်းနောက်ဘက်ကူးလောက်တဲ့အထိယူမဖြစ်ဘူးဟိုရိုးရိုးဖျားတယ်နာပဲနာစီချောင်းဆုံးမယ်ဒီလောက်ပဲဒီလိုနဲ့ပဲလဲပတ်နေမှာ အရင်ဟိုအခုတမျိုးထဲမှာဗျာလူတွေအများကြီးဖြစ်နေပြီဆိုရင်တော့ဒီစေးရုံတက်ရမယ်ကာကွယ်စေးရုံထိုးရမယ်ဒီလောက်ပဲဟိုလိုမျိုးဟိုနောက်ဘွားကူဝါမှာတို့ဟိုနောက်ဘွားကူမယ်ဆိုတဲ့စကားဘေးဆွေသိမယ်ထင်ပါတယ်ကျွန်တော်ဟိုစကားကိုမသုံးချင်လို့နောက်ဘွားကူဝါမယ်အခြေအနေမျိုးတော့မဖြစ်လောက်ဘူးအဲ့လိုမျိုးလည်းမဖြစ်လောက်ဘူးဆိုတော့ဒီလောက်ပါပဲဒီ JN1 လို့ခေါ်တဲ့ဒီ virus ကကြောက်စရာမရှိဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တာပဲဖြစ်တယ်နောက်ထပ်လိုမျိုးအကြောင်းလေးသိရဆိုရင်ကျွန်တော် Milky Vision Channel ကို subscribe follow လုပ်ခဲ့ပြီးနောက်ထပ်ဗိုက်သိရဆိုတော့ comment ခဲ့ပြီးအားလုံးပဲဖြူ